ားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဒီဗီဒီယိုလေးမှာတော့ service back အိလေးစာပြောင်းနေဖုန်းနံပါတ်ပြောင်းနေကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူချင်းမေးလို့မျှော်ပေးသွားမှာဖြစ်ပါတယ် service back အိလေးစာပြောင်းဖို့ဖုန်းနံပါတ်ပြောင်းဖို့တွေကိုကျွန်တော်တို့ service back ID ကျွန်တော်အရင်ဖွင့်ရတာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ service back ID ဖွင့်နေပါကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် service pack id နဲ့ password ကိုကျွန်တော်ဖွင့်သွားလို့ရှိရယ် safari ထဲသွားပြီးတော့ service pack website ထဲကျွန်တော်သွားမှာဖြစ်ပါတယ်ဒီ website ကိုကျွန်တော်ရဲ့ video out description တန်းမှာကျွန်တော်ထည့်ထားပေးပါမယ်ခင်ဗျဒီနေရာမှာဆိုကျွန်တော်တို့ chain address and phone number ဆိုတာရှိရယ်ခင်ဗျကျွန်တော်ဒါလေးထည့်သွားလိုက်မယ် chain address telephone number ဆိုတာရှိရယ်ခင်ဗျကျွန်တော်ဒါလေးထည့်ဝင်လိုက်မယ်ခုနကဖွင့်ထားတဲ့ id နဲ့ password ကိုကျွန်တော်ဒီနေရာမှာဝင်ပေးရမှာဖြစ်ပါတယ်ပြီးတော့ log in ဝင်လိုက်မယ် လော့အင်ဝင်လိုက်လို့ရှိရင်ကျွန်တော်ဒါမျိုးပေါ်နေလို့ရှိရင်ကျွန်တော်တို့ခုန service ban application ဆက်ကျွန်တော်တစ်ချက်ပြသွားအောင်ဖြစ်ပါတယ် service ban application ထဲရောက်သွားလို့ရှိရင်ဒီအောက်ခြေနားမှာ history ဆိုတာရှိရခင်ဗျ application နဲ့ဝင်ဖို့အတွက်ကိုကျွန်တော်တို့ခုနပေးထားတဲ့ password ကိုကျွန်တော်ဒီနေရာမှာပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာအပေါ်ဆုံးမှာကျွန်တော် log in ဝင်ဖို့အတွက်ကိုကျွန်တော်ဒီနေရာမှာ quick ပြုချက်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် accept လို့လုပ်လိုက်မယ်ဆိုရင် Safari ထဲမှာကျွန်တော် login ဝင်လို့ရမှာဖြစ်ပါတယ်။ Safari ထဲမှာ login ဝင်ဖို့တွေကို Safari Pay application ထဲမှာကျွန်တော် accept လုပ်ပေးလို့ရှိရဲ့ login ဝင်လို့ရမှာမဟုတ်ခင်ဗျ။ဒါဆိုကျွန်တော်အောင်းနာလေးတစ်ချက်ဆွဲချလိုက်မယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ customer information chain telephone number ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးထည့်ဝင်လိုက်မယ် customer information ထည့်ရပါလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ရဲ့လိပ်စာအပြည့်စုံရှိပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်လိပ်စာအသေးကိုသွားထည့်ရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ပြောင်းမယ်ဆိုကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်ကိုသွားပြောင်းမှာဖြစ်ပါတယ် ကျွန်တော်ဖုန်းနံပါတ်ပြောင်းမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်အသက်ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်အသက်ကိုထည့်ယူသွားလို့ရှိရင်ကျွန်တော်အောင်းနှားလေးဆွဲချပြီးတော့ check entry ဆိုတာနိုင်ရမှာဖြစ်ပါတယ်အောင်းနှားလေးဆွဲချလိုက်မယ်ဆိုရင် approve by application ကျွန်တော်နိုင်ရမှာဖြစ်ပါတယ်ခုနဆက်ပဲ application ထဲကျွန်တော်တစ်ချက်ပြန်သွားမှာဖြစ်ပါတယ် ဒီအောင်းနားလေးမှာရှိတဲ့ history တဲ့ကျွန်တော်ပြန်သွားမှာဖြစ်ပါတယ် display 1 type password ကျွန်တော်နှိပ်ပြန်မှာဖြစ်ပါတယ်ခု application ထဲမှာပြနေတဲ့ one type password ကိုကျွန်တော်ဒီနေရာမှာဝယ်ပြရမှာဖြစ်ပါတယ် change your detail ကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ် ဒါဆိုကျွန်တော်ဖုန်းနံပါတ်ပြောင်းလို့ပြီးရောဖြစ်ပါတယ်။ဗီဒီယိုအစားဆုံးအသေးစိတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ။